ိုရင်တော့ဒီ moon tin tree လေးကဒီ n2 မှာမှစပါလေးဟာလေးပေါ့နော်ဒီလိုမျိုးစကလုံးလေးပေးထားပြီးတော့မှဒီစကလုံးရဲ့တွဲလုံးကိုရှာရတဲ့မိကုန်ပုံစံလေးပါဒါဆိုရင်စက်တစ်ကိုဖတ်ကြည့်မယ်ဆိုရင်တော့ ryūgaku wo toshite nani nani bunkani fure oku no koto wo mananda ပေါ့နော်ဒီနိုင်ငံခြားပညာတော်တွေကြောင်းသွားတာကနေသင်းပေါ့ကွက်လက်ကလယင်ကျေးမှုတွေကိုထိထိတွေ့ရပြီးတော့မှညပြလာတဲ့အကြောင်းအရာတွေကိုသင်ယူမှုရရှိခဲ့ပါတယ်တဲ့။ငငချပညာတို့သင်ကနေတဆင့်ကွက်လက်ယင်ကျေးမှုတွေကို ညာစွာတင်ယူခဲ့ရတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာပါထင်မလဲပေါ့အဲ့ဆိုဒီဆဆိုတာကအချိပိုင်ရဲ့ဒီဆဆိုတာကတစ်ခုနဲ့တစ်ခု꽈ချားတဲ့အရာမှာပေါ့တွေ့တုံးပါတဲ့ဆပစ်ဆုတို့ပေါ့နော်ဒီလို꽈ချားတဲ့အရာတစ်ခုနဲ့တစ်ခု꽈ဟနေတဲ့အရာစကုရှင်တော့ဆပေါ့နော်စကုရှင်တော့ဆတဲ့အဲ့လိုမျိုးပေါ့ဒီနည်းနည်းလေး꽈ချားတဲ့အရာကြောင့်မလို့ပေါ့နော်တစ်ခုနဲ့တစ်ခု꽈တယ်꽈တယ်အဲ့လိုမျိုးပြောချင်တာပါဒီဟာကကြတော့မချီကားရေပေါ့နော်မာယွန်းနဲ့ဆိုတဲ့အတိတ်ပင်မျိုးပေါ့နော်ပြီးတော့ဒီဟာကကြတော့ဟာနာလေးရဲ့ခန်းကြီးပေါ့နော်အဲ့ဆိုရင်ဒါကကြတော့ လက်ကိုမျိုးပေါ့လက်လွတ်တဲกว่าဝေးတယ်ဆိုတော့အတိတ်ပေပေါ့နော်သူကကျတော့กว่าဝေးတယ်တယောက်နဲ့တယောက်กว่ากว่าဝေးဝေးနေတယ်ပြီးတော့ခွာกว่าသွားတယ်ပေါ့နော်အဲ့လိုမျိုးกว่าသွားတယ်ဆိုတော့ခန်းကြီးမျိုးအတိတ်ပေပါအဲ့ဆိုရင်တော့ဒီနံပါတ်၄ကကျတော့ ဒီကွာချားတဲ့ကုသနာလို့ပေါ့နော်ကွာချားတဲ့အရာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရင်ဤဘုန်ကနိဖူရေဖြစ်သွားပါမယ်အကြောင်းအဖြစ်ကနံပါတ်၄ပါဤဘုန်ကနိဖူရေဆိုတာကဒီမတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ထိတွေ့ရတာကြောင့်မို့လို့အများပြားလာတဲ့အကြောင်းအရာတွေကိုသင်ယူခဲ့ရပါတယ်တဲ့အကြောင်းဒီဟာကအတွေးလိုက်လေးဖြစ်တယ်ပေါ့နော်ဒီဒီလိုမျိုးမေကွန်းလေးကမေကွန်းဟောင်းမများလုတ်တဲ့အထင်းမှာမကိုမတိရဲ့စကလုံးလေးဆိုရင်တစ်ခါနဲ့နှုတ်မှတ်ပြီးတော့မှအတွေးစကလုံးကိုတစ်ခါနဲ့ ကျက်တင်နေပေါ့နော်ဒါဆိုရင်ဒါကကျတော့အီဘုံခဆိုတဲ့မတူညီတဲ့ဘုံခတွေကိုထိသွင်းမှုရတာကြောင့်မို့လို့ညပြလာတဲ့အရာတွေကိုတင်ယူမှုရရှိခဲ့ပါတယ်ဆိုတော့အတိတ်ပေးလေးဖြစ်ပါတယ်အဲ့ဆိုရင်တော့နံပါတ်7လေးကကျတော့この絵画展では森氏の作品が何代何々に紹介されているぼ。で、絵画展そらが、で、ぶじぴゃぽいぼの。で、で、ぶじぴゃぽいま、そういうの。で、森、森、 ဆက်မပါဘောနော်ဒီမူရီဆန်ရဲ့ဒီမစ္စတာမူရီရဲ့ဒီလက်ရာတွေကိုတဲ့နန်တိုင်းနန်တိုင်းနိကိုလက်ဘောနော်နိကိုလက်ဒီလိုမျိုးရှင်းခိုင်းစာရည်တည်ဤလိုဖော်ပြခြင်းခံရတဲ့ဒီလိုမျိုးပြတာချင်းခံရပါတယ်မိတ်ဆက်ချင်းခံရနေပါတယ်တဲ့အဲ့ဆိုရင်ဒီနန်တိုင်းဂျွန်းဆိုတာကသူကအတွဲလိုက်စကလုံးလေးဖြစ်ပါတယ်သူကနိအလိုက်ဘောနော်နိအဲ့လိုမျိုးဒီသူရဲ့လက်ရာတွေဘောနော်2017မှာလုတ်ခဲ့တယ်2017ကနေ2013 2016အဲ့လိုမျိုးသူ လုတ်ခဲ့တဲ့ဒီစကုဟင်းပေါ့နော်သူရဲ့လက်ရာတွေကိုနစ်အလိုက် ပြတ်တဒီလိုပြတ်တဲ့မိဆက်နေပါတယ်ဆိုတဲ့အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူကနန်တိုင်းကျွန်းဆိုပြီးတော့မှသူကဒီလိုမျိုးအတွဲလက်စကလုံးလေးဖြစ်ပါတယ်ဒါလေးကိုစက်ထားစီချင်ပါတယ်ဒါဆိုရင်တော့နောက်တစ်ခုကကြတော့ခနိုတိုချီဝကုနီနိုကန်ရီနာနီနာနီနီအိုခါရီတေအီရူတဲ့ဆိုရင်ဒီဒီနေမီကဒီနေမီတဝိုက်ကပေါ့နော်ဒီနေမီကတိုက်ပြည်ရဲ့စီမံချင်းကိုစီမံချင်းကွက်လက်မှာ ထားခံခဲ့ရပါတယ်ထားခံနေရပါတယ်ကိုလက်အောက်မှာရှိနေပါတယ်ပေါ့အဲ့ဆိုရင်ဒီဆိုးဆိုတဲ့ဆိုးဆိုတဲ့ခန်းကြီးလေးကမျိုးရိုးဆိုတဲ့မျိုးစုပေါ့နော်မျိုးရိုးစုအဲ့လိုမျိုးခန်းကြီးမျိုးစုဆိုတဲ့မျိုးတူစုအဲ့လိုမျိုးခန်းကြီးအတိတ်ပေလေးဖြစ်ပါတယ်ဒီစုခေတ်ကကျတော့တက်ဆင်းနေပေါ့နော်ဒါကကျတော့ရှီတာအောက်မှာပြီးတော့ဒါကကျတော့ gain ပေါ့နော် gain ဆိုတာက န့်တက်တယ်ပေါ့နော်။ gain ခိုင်းဆိုရင်ကန့်တက်တယ်မဟုတ်လား။ကျွန်တော်တို့သိခဲ့တဲ့ကုသပေါ့နော်။ gain ခိုင်းဆိုရင်ကန့်တက်တယ်ဆိုတဲ့အတိတ်ပဲဖြစ်တဲ့အကြောင်းမို့လို့သူနဲ့အကန့်ညီဆုံးကကျတော့ဒီမှာခုနီနော် Henry ခပေါ့နော်။ဒီတိုင်းမြန်မာလိုထိလိုက်မယ်ဆိုရင်တော့မှဒီလိုမျိုး name တိုင်းပြည်ကနေစီမံထားတဲ့အောက်မှာနေနေရပါတယ်။စီမံထားတဲ့အောက်မှာထထားချင်းခံနေရပါတယ်။ဆိုတော့ဒီဟာကျမတို့ကကျတော့ဒီမှာ Henry ခဖြစ်တော့မယ်နော်။သူကတလုံးသေးရှိတာဆိုပေမဲ့လေခုနီနော် Henry ခနီ Okarete Iru ပေါ့နော်။ အဲ့လိုမျိုးအသေးပေးလေးဖြစ်သွားပါမယ်ဒီတခြားရင်းနဲ့ဆိုရင်မသက်ဆိုင်ဘူးပေါ့နော်ဒါကြောကန့်တက်တာဒါကြောတက်စင်တာဒါကြောမျိုးမျိုးယူးမျိုးစုတူတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော်မျိုးစုပေါ့အဲ့ဆိုရင်နံပါတ်၁၄ရကျတော့ကွန်ကဆိုကရာအိကိမရေနော်နာနီနာနီခိုင်ဟဆုကာ始まったဒီလာကနေစပြီးတော့မှဘူတာအရှိရဲ့ကလကပြန်ပြီးတော့မှစတင်ခဲ့ပါတယ်တဲ့ဒီဟာလေးပဲ ဒီ kai hasu ရဲ့အတွဲလေးပဲသူကကြတော့ sin kai hasu ပေါ့နော် sin kai hasu ဆိုတာသူ့ရဲ့အတွဲလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒါလေးကိုတစ်ခါနဲ့အတွဲလိုက်အတွဲလိုက်ချက်စီချင်ပါတယ် sin kai hasu ဆိုတာပြန်လေထူထောင်ရေးပေါ့နော်ပြန်လေပြုပြင်ရေးပြန်လေထူထောင်ရေးအဲ့ဆိုရင်ဒီ yatha buddha she ကပြန်လေထူထောင်ရေးကပြန်ပြီးတော့မှစတင်နေပါပြီဆိုတဲ့အသေးပေးလေးပါဒီ kai ဆိုတာကအရာတမေတို့ပြုပြင်သည်ဆိုရဲ့ခန်းကြီးလေးပေါ့နော်သူကပြုပြင်သည်ပြန်ပြီးတော့မှဒီ ခိုင်းသေးပန်းလို့ပြန်ပြီးတော့မှထုတ်ဝေးတယ်ပြန်ပြီးပြုတ်ပြင်ပြီးထုတ်ဝေးတယ်ဆိုရင်ခိုင်းသေးပန်းပြီးတော့ခိုင်းရှူလို့ပေါ့နော်ပြီးကြတော့ခိုင်းစန်းလို့ပြုတ်ပြင်သည်ဆိုတဲ့အတိတ်ပေးလေးမို့လို့အဲ့လိုစကားလုံးတွေပဲတုံးပါတယ်ပြီးတော့ဒီဟာလေးကဖုကုဆိုတာဖုကုရှူပြန်ပြီးတော့မှပြန်လန်ပြီးတော့မှလုတ်တယ်ပေါ့ပြီးတော့မှဒါကကြတော့အိုမိုးကြီးပေါ့နော်ဂျူးပေါ့နော်အရန်ဘယ်လိုပြောမလဲလေးနဲ့တဲအတုံးဝင်နဲ့အရာပေါ့နော်အရေးကြီးတဲ့အရာအဲ့လိုမျိုးဆိုရင်တော့ဂျူးနဲ့တွဲသုံးမယ်ဒါပေမဲ့ဒီမှာကြတော့ဆိုင်းခိုင်ဟာဆုဆိုတာကသူ့ရဲ့အသွဲလိုက်စကားလုံးဖြစ်တဲ့အတွဲကြောင့်မို့လို့ဒါလေးပဲကြားထားသိချင်ပါတယ်ဒါဆိုရင်တော့ နံပါတ်5ကတော့この薬の何々成分を確認した。D 製薬成分そらパワーピシーバ。တခုခုအခုဂျပန်ရဲ့မုတ်တွေအစားအစာတခုတွေမှာဆိုရင်ပါတတ်တယ်ပေါ့နော်ဒါပါတယ်ပေါ့နော်ဆေးပွန်းပါဝင်ပစ္စည်းတွေကဘာဘလောက်ဘာဘလောက်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဒါကပါဝင်ပစ္စည်းပါဒီဆေးရဲ့ကောလပါဝင်ပစ္စည်းကိုဒီကာကူနင်းလုတ်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒါကကျတော့ဒီဒီဟာကျတော့အမှန်တရားဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာတစ်ဆေးသေးကလေးကိုနှုတ်ရင်၆ကြံနေဆိုတာအမှန်တရားပါဆိုတဲ့ဒီဟာကျတော့အမှန်တရားဆိုတဲ့အမှန်တရား ပုံပစ္စည်းဆိုရင်အဓိပ္ပာယ်မရှိဘူးလေနော်ဒါကြတော့အမိုးကြီးပေါ့နော်အဓိကပေါ့နော်အဓိကအဓိကအရာပေါ့နော်အဲ့ဆိုရင်ဒီမှာကြတော့အဓိကပဝင်ပစ္စည်းဆိုပြီးတော့မှဖြစ်သွားပြီဖြစ်သွားမိပေါ့နော်ဒါဆိုရင်သူကကြတော့ရှုစေးဘုံပေါ့နော်သူဒီလိုအသွေးလိုက်ဖတ်မိဆိုရင်နော်ရှုစေးဘုံဝခခုနိရှိတာခနိုခုစရီနော်ရှုစေးဘုံဝခခုနိရှိတာဒီစေးရဲ့အဓိကပဝင်ပစ္စည်းတွေကိုခခုနိလုတ်ခစ်ပါတယ်ဆိုတဲ့အသေးပေးလေးပါဒါဆိုရင်ဒီဟုံးကကြတော့မူလဆိုတဲ့အသေးပေးပေါ့နော်မူလဆိုတဲ့အသေးပေးပါပြီးတော့ဒါကြတော့ရောဆိုတော့ ရှိမဖြစ်လို့အပ်တယ်ပေါ့နော်ဂျူရောတို့ဘာလို့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာရဲ့အဖြေကရှုပ်ဆေးပွန်းအသွေးလိုက်ပေါ့နော်ရှုပ်ဆေးပွန်းဆိုတာကအဓိကပုံပစ္စည်းပါဒါဆိုရင်ဒီလိုမိကွန်းတွေရကြတော့မိကွန်းဟောင်းများများလုတ်ပြီးတော့မှကိုမတိတဲ့စကလုံးတွေဆိုရင်ချက်ထားရမယ်ပေါ့နော်အခုဒီမှာဆိုရင်လေဤဘုံခါကိုကိုမတိဘူးဆိုတဲ့ခါနဲ့နှုတ်မှာရေးပြီးတော့မှချက်ထားစီချင်ပါတယ်ပြီးတော့ဒီမှာကျတော့နန်တိုင်းဂျွန်းဒီမှာကျတော့ခန်ဒီခဒီမှာကျတော့ဆိုင်ခိုင်ဟတ်ဆိုပေါ့နော်ပြီးတော့ဒီမှာကျတော့ရှုပ်ဆေးပွန်းပေါ့အဲ့လိုလေးချက်ထားစီချင်ပါတယ်ဒါဆိုရင်တော့ ဒီ moon night forward ကြတော့ဒီ collab ပေါ့ဗောနော collab ဖြစ်တဲ့မိကိုလေးအဲဆိုရင်နံပါတ်16လေးဖတ်ကြည့်မယ်ဆိုရင်တော့ဆနိုဟာနာရှိဝါ本当かどうかわからないのに確認もしないんで何々信じてしまったぼの。えりすがが、あまんら、あまんぶらすらうたまれ、確認もろべね、こら、よんじ、みけみばで、よんじ、みけばで、あそいえ、なばってかじゃろ、そう、そうちょっこ、そうちょっこすらか、ぷんぷんりんりこの、そうちょっこにすらか、ぷんぷんりん ပြောတယ်တိုက်ရိုက်ပြောတယ်ပေါ့နော်အဲ့လိုမျိုးအသေးပြေးလေးပါအဲ့ဆိုရင်ဒီကကျတော့ ae ni ဆိုတာကလွယ်လွယ်လေးနဲ့ယုံမိတယ်ပေါ့နော်လွယ်လွယ်လေးနဲ့ယုံမိသွားတယ်ဆိုတော့ဒီအဖေကကျတော့ညပန်းဖြစ်ပါတယ်ပြီးတော့အဲ့ဆိုရင်စံပန်းကကြတော့ဂျူနန်နီဆိုတာကဘလို့အသိပေးလေဆိုတော့လိုက်လျောညီထွင်အောင်ဒီအရှိကကြတော့ရဝရခိုက်ရဲ့ခန်းကြီးပေါ့နော်ဆိုရင်လိုက်လျောညီထွင်အောင်လိုက်လိုက်လေးလေးနဲ့ဒီ ပြောဆိုဆက်ဆံပေးတယ်အဲ့လိုမျိုးအသိပေးလေးပေါ့နော်သူကအဲ့ဆိုရင်နောက်ထပ်နောက်တစ်ခုကကျတော့ thank you နီးဆိုတာကစိတ်တူတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာအဲ့ဒီစကားကအမှန်လားမှန်ဘူးလားဆိုတာကိုတောင်မှခက်ခွနေမလုပ်ပေးနဲ့ခက်ခွနေတော့မလုပ်ဘူးဆိုတော့သူကယုံလွယ်လွယ်နဲ့ယုံကြည်မိခဲ့တယ်ပေါ့အဲ့ဆိုရင်သူနဲ့အကန့်ညီဆုံးစကားလုံးကကျတော့မိဘရဲ့ NE နီးဆိုတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖေက NE နီးဖြစ်ပါတယ်ဒီဆိုချကိုနီဆိုတာကတရားပြောဒီပူပူလင်းလင်းပြောဒီဂျွန်နန်ဂျွန်နန်နီဆိုတာကဒီလိုက်လိုက်လေးလေးလိုက်လိုက်လေးလေးနဲ့ ဆက်ဆက်ပြောဆိုဆက်ဆက်ပေးသည်လိုက်လျောညီထွေအောင်ပြောဆိုဆက်ဆက်သည်ဆိုတဲ့ပြောဆိုဆက်ဆက်သည်ဆိုတဲ့အသေးပေးလေးပေါ့နော်ဒီဂျူနန်ဂျူနန်နာကဒီမိကိုဟောင်းမှာမိကိုဟောင်းတစ်ခုမှာလဲဘာခေဖူးရေပေါ့နော်ဒါကတော့ကန်းကြီးမှလားမသိဘူးဘာခေဖူးပါတယ်ဒါလေးပဲဒီတန်ကြီးကတော့စိတ်စိတ်တူတယ်ပေါ့နော်ဒါတော့ဒီမှာပါအဲ့ဆိုရင်နံပါတ်7ခုကကြတော့ကိုတိုရှိဝတေကိုနိမိကိုမာရေတန်နိုဒေကျောနန်ဝဥဝမာဝရူရောနော နောဆကုပုစုကနနီနနီဒေကီရူဒါရောပေါ့အဲ့ဆိုရင် ဒီနှစ်ကတော့တဲ့ဒီရတ္တိဥတုကောင်းတဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ရတ္တိဥတုရဲ့ကျေးဇူးတော်ကြောင့်တဲ့မနှစ်ကထက်ဒီမာဥဝမာဝရုဆိုတာကဥဝမာဝရုလို့အတန်ထွက်ပါတယ်သူကကြတော့မနှစ်ကမနှစ်ကအဆန်ချိန်ကိုကြော့သွားရေပေါ့နော်မနှစ်ကထက်ပုံများပြားတဲ့ဒီတိနံတွေကိုကွက်လက်နိုင်လိမ့်မေးပေါ့ကွက်လက်နိုင်လိမ့်မေးပေါ့အဲ့ဆိုရင်ကကြတော့ဒီမှာကြတော့ရှူခခုဆိုတာကရိတ်သိမ်းပြီးပြီးတော့ဆေးလေးစုဆိုတာက mm sales ကကြတော့တီထောင်တီပေါ့နော်။ကျောင်းတွေဒီ company တွေတခုခုတီထောင်တီလုပ်ငန်းတီထောင်တီအဲ့လိုမျိုးမှာတုံးပြီးတော့မှဒါကကြတော့ size shoe ဆိုတာက size shoe ကစုဆောင်တီတခုခုကိုစုဆောင်တာပြီးတော့မှဒါကကြတော့ shoe တခုဆိုတာကအရယူလာဖြစ်ပါတယ်။အဲ့ဆိုရင်တော့ဒီမှာတီးနံတွေမှာတီးနံတွေကိုဆိုတော့ဒီမှာရိတ်သိမ်းမှာပေါ့နော်။ရိတ်သိမ်းနိုင်လိမ့်မယ်ဆိုတော့ဒီမှာ shoe ခခုလေးဖြစ်ပါတယ်။သူအဖေက shoe ခခုလေးတော့ပါမယ်။ sale ကကြတော့တီထောင်တီပြီးတော့ဒီ size shoe ကကြတော့စုဆောင်တီ shoe တခုကကြတော့ရယူတီဆိုတော့ ခန်းကြီးလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီဟာလေးရမယ်လို့ထင်ပါတယ်။ဒါဆိုရင်နံပါတ်18ကကြတော့ဆန်ရှူဝါ忙しかったので週末は家で本を読んで何々過ごしたပေါ့နော်။ပြီးခဲ့တဲ့အပတ်ကအရန်ကိုအလုပ်များတာကြောင့်မို့လို့ဒီစနေတနင်္ဂနွေကိုတော့အိမ်မှာပဲစာအုပ်လေးဖတ်ပြီးတော့မှ ပုတ်လက်နေမိတဲ့အဲဆိုရင်ဒီနံပါတ်1ဓာဘူးဓာဘူးဆိုတာကဒီအင်ဂျီကြီးဆိုလို့ရှိရင်ကိုနဲ့မတော်ဘူးဖော့ဖော့လောင်တော့အဲ့လိုမျိုးပော့ပော့လောင်တော့အဲ့လိုမျိုးပုံစံပေါ့နော်ဓာဘူးဓာဘူးအဲ့လိုမျိုးအသေးပြလေးပါပြီးတော့ဒီခါရခါရဆိုရင်ကဒီတန်ရှာခါရခါရပေါ့နော်ပြထားကချောင်ချောင်ဖြည်းဖြည်းဖြစ်တဲ့ခါရပို့ပေါ့နော်ဒီလူတွေမရှိဘူးပေါ့အဲ့လိုမျိုး အခြေအနေပါပြီးတော့ဒီကုစုရီကကျွန်တော်နိနိချက်ချက်ကုစုရီနီတာပေါ့နော်နိနိချက်အိပျော်သည်ဆိုတဲ့အသေးပေးလေးပါဒါဆိုရင်နံပါတ်လေးကကျွန်တော် non bi a a c c ဆိုတော့ a a c c ပေါ့နော်အဲကြောင့်မို့လို့ပြီးခဲ့တဲ့အပတ်ကကျွန်တော်အလုပ်တွေအများများခဲ့တာကြောင့်မို့လို့စနေတနင်္ဂနွေကကျွန်တော်စာအုပ်လေးဖတ်ပြီးတော့မှ a a c c လေးဖြတ်တမ်းမင်းဆိုတဲ့အတွက်ကြောင့်မို့လို့အပြေကရုံးပန်ဖြစ်သွားပါတယ်ဒါဆိုရင်တော့ဒီနံပါတ်16လေးကကျွန်တော်このサービスのリオシャはまだ少なく一般の人々に何々するには危険がかかるだろうぼの。で、 ီ service ကိုဘောနော်ဒီ service ကိုအသုံးပြုတဲ့သူတွေကနေလာတယ်ပြီးတော့တာမန်လူတွေလူတွေစီကိုတဲ့ collect ဖို့ကတော့တဲ့အချိန်ကလိုပါလိမ့်မယ်တဲ့အဲဆိုရင်နံပါတ်1ကကျတော့ full queue full queue ဆိုတာပြန်နေတာပြီးတော့ဒီကဂျူမန်ပေါ့နော်ဂျူမန်ဆိုတာပြည့်နေတာအနက်တစ်ခုခုနဲ့ပြည့်နေတာပစ္စည်းအရာတစ်ခုခုနဲ့ပြည့်နေတာဂျူတန်ဆိုရင်အာဖုံးအပ်ပြီလားလို့အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ဂျူမန်ဆိုရင်ဒီအခက်နဲ့ဒီအခက်နဲ့ဝင်လိုက်တာနဲ့ခင်းနှံ့နေနေကိုပြည့်နေတာပဲအဲ့လိုမျိုးနေရာမှာပေါ့နော်ပြီးတော့ဒါကကျတော့ dancing ဆိုတာကကျတော့ဒီယောဂါပိုးတွေ ကူးဆက်တာယောဂပူသူလည်းကူးဆက်တာတော့ကူးဆက်တာပဲဒါပေမဲ့လေယောဂပူတွေယောဂပူတွေကူးဆက်တဲ့နေရာမှာပို့ပြီးတော့မှတုံးနေပေါ့နော်ပြီးတော့မှနောက်နောက်တစ်လုံးကကျတော့ရှင်းခိုးဆိုတာကတိုးတက်တာတိုးတက်တာဒီလိုမျိုးအညာရေးလမ်းကြောင်းတွေတိုးတက်တယ်အဲ့လိုမျိုးနေရာမှာပေါ့နော်နိုင်ငံရေးတိုးတက်တယ်အဲ့လိုမျိုးရှင်းခိုးတိုးတက်လာတယ်ဆိုတဲ့အသေးပေးလေးပါအဲ့ဆိုရင်တော့လူတွေလူတွေကြားမှာပေါ့နော်ဒီတာမန်လူတွေကြားမှာ ဒီပြတ်ပွားလာဖို့ပေါ့နော်ဒီလိုမျိုးလူတိများလာဖို့ဆိုရင်ကတော့ဆိုတော့အချိန်ကြတော့ဒီမှာကြတော့သူကကြတော့ဂျူးမဲမို့လို့ဂျူးမဲပြည့်နေနေတာဘာမှမဆိုင်ဘူးဒါကကြတော့ dancing က dancing ကကြတော့ကုဆက်တာတော့ဟုတ်တယ်ပြည့်နေတယ်ဒါပေမဲ့လည်းသူကယောဂါတွေပဲကုဆက်မယ်ဒါကကြတော့တိုးတက်လာမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီမှာ fuqiu ပေါ့နော်အချိန်ပန်တော့ fuqiu ဖြစ်ပါတယ်အဖြေက internet တူတော့ fuqiu ပေါ့နော်အဲ့လိုမျိုး internet တူတွေတိုးပွားပြတ်ပွားလာတဲ့အပေါ်ကိုမူတည်ပြီးတော့အဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင်ဒီမှာလည်းပဲလူတွေအပေါ်ကို ဖုံးလွှမ်းလာမယ်လူတိများလာဖို့ကတော့ဒီအချိန်ကြာပါလိမ့်မယ်ပေါ့အဲဆိုရင်နံပါတ်20ကကြတော့ဟာနာရှတိုင်းကိုတို့ကအတတ်တော့တဲ့ခိုင်ရိုတို့ရှိတာယူဂျင်ဝနနီနာနီပေါ့အဲဆိုရင်စကားပြောချင်တာမို့လို့ပေါ့စကားပြောဖို့ရှိတာမို့လို့ပေါ့ပြန်တော့မယ်လို့လုပ်နေတဲ့တငေချင်းကိုကော်လက်ခဲ့တယ်အဲဆိုရင်ဒီမှာကျတော့တိုရီစကေတာတိုရီစကေတာဆိုတာကတခုခုကိုတက်ဆင်တာပေါ့နော်တခုခုကိုတက်ဆင်တာပြီးတော့ဒီမှာကျတော့ဟီခီတိုမီတာဆိုတာကဆွဲထားတာပေါ့နော်ဆွဲထားတာပြီးတော့နောက်တစ်ခုကကျတော့ဒီကကျတော့ မူချီပေါ့နော်ယူဆောင်သည်ယွတ်တာကကြတော့ဒီမှာလမ်းကြုံဝီနီဆိုတဲ့ခန်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့မူချီယွတ်တာဆိုတာကယူဆောင်လာသည်ပေါ့ပြီးတော့ဒီမှာကြတော့โอเคဣရေတာဆိုတာကလက်ခံသည်ပေါ့အဲ့ဆိုရင်ဒီဒီစာကြောင်းနဲ့အကဲ့ညီဆုံးသကလုံးကကြတော့ဒီမှာဟိခိတူမီတာပေါ့နော်ဒီဟာလေးကိုချက်သားစီချင်ပါတယ်ဒါလေးကကြတော့ဒီတငယ်ချင်းကပြန်ချင်နေပြီပြန်ချင်နေတာကိုမပြန်အောင်ခြေတော့ကိုဆွဲထားတယ်ပေါ့နော်အရှိဝဟိပါရူပေါ့နော်အဲ့လိုမျိုးအသိပေးလေးပါဒီမတွားရအောင် ဒါမဲ့အဲ့ဒီအာရှင်နော့ဟစ်ပါရူကတော့အနောက်ရှက်ပေးသည်ဟုတ်တယ်နော်အနောက်ရှက်ပေးသည်ပြီးတော့မှဆောက်ကိုဆွေးထားသည်အဲ့လိုမျိုးအဲ့လိုမျိုးအသေးပေရှိပေမဲ့လေဒါကကြတော့ဒီတိုင်းလေးပဲအဲ့လိုမျိုးသူများကိုအနောက်ရှက်ပေးရတော့မဟုတ်ဘူးဒီတိုင်းလေးတငင်ချင်းကိုပြောချင်ရှိလို့မပြန်အောင်ပေါ့နော်ခဏခေါ်ထားတယ်ခဏဆွေးထားတယ်ဆိုတဲ့အသေးပေမျိုးရိုးရိုးလေးအသေးပေမျိုးဖြစ်ပါတယ်ဒါဆိုရင်တော့နံပါတ်27ကကြတော့ハヤシさん、ハヤシさんは企画チームの何々として僕家をまとめ 미치비테이쿠세키닌가아루보노だそういえディマ아야시산가데디아시신뇌쇠래아틴보노아시신뇌쇠래아틴예콜랏아니네데콜랏아니네디랏아오니다레고수상삐로마디로다저러다저러우상니보노미치비미치비테미치비쿠보노미치비쿠와우상나미치비테이쿠세키닌가아루우상네다윈시바데데아소이디마넘버1가저러라이바루소라가뺀뺀백고뵤라보노고예뺀백 Viber ကိုပြင်ပတ်ပါပြီးတော့ဒီ guest တော်ကကြတော့8တွေကိုပြောတာပါခက်ခူးဆမ်းမနဲ့အတူတူပါပဲနံပါတ်3ကကျတော့ reader ခေါင်းဆောင်အနေနဲ့ပြီးတော့ဒါကကျတော့ဒီဟာကကျတော့ fan ပေါ့နော် fan အနေနဲ့ပေါ့အဲ့ဆိုရင်ဒီ Hayashi san ဆိုရင်ဒီအတင်းရဲ့ပေါ့နော်ဒီအစီအစဉ်ဆွဲတဲ့အတင်းရဲ့ဘာအနေနဲ့လဲဆိုတော့ reader အနေနဲ့ခေါင်းဆောင်အနေနဲ့ခေါင်းဆောင်အနေနဲ့သူကဒီလက်အောင်ဂီတာတွေကိုလက်အောင်ဂီတာတွေကိုစုစုဝဲပြီးတော့မှဥဆောင်တဲ့တာဝန်ရှိပါတယ်ဆိုတော့ ဒီ vita နဲ့အကိုက်ညီဆုံးဖြစ်တာကြောင့်မို့လို့သူကခေါင်းဆောင်အနေနဲ့လှုပ်ဆောင်နေဆိုတဲ့အသိပေးလေးဖြစ်တာမို့လို့ဒီနံပါတ်3ကအတင်းတော်ဆုံးပါအဖြေကနံပါတ်3ပါဒါဆိုရင်နံပါတ်22ကကြတော့ဂိုင်းကူကူကောကတခုဤနာမိုရီဆန်ဝခိုင်ကန်ရီယိုကုနိုတိုကီနီဆူဝါဝှစ်တဲ့မင်းနန်ဝတဆခေတေခူရီတဲ့သူတဲမို့နန်နီနန်နီပေါ့နော်ဒီနိုင်ငံခြားဘာသာစကားတော်တဲ့မိုရီဆန်ဆိုရင်နိုင်ငံခြားခရီးစဉ်တုန်းကပေါ့နော်ဒီဆူဝါလိုကေခေပေါ့နော်ဒီစကပြန့် စကပြန်ပြီးပြီးတော့အားလုံးကိုကုညီခဲ့တဲ့အရန်ကိုကလက်ခဲ့ပါတယ်တဲ့အဲဆိုရင်ဒီရှိတာရှိခတာကြတော့ယင်းနီးတယ်နတ်ဆုခရှိခတာကလွမ်းတာဒီတတိလွမ်းဆုဆရာကောင်းတာခွာရှိခတာကြတော့အရန်ကိုအသေးစိတ်ကြတာဒီမှာကြတော့အရန်ကိုပျော်ရွှင်ခဲ့ရတာသနုရှိခတာပေါ့နော်အဲဆိုရင်တော့သူကကုညီပေးခဲ့တာကြောင့်မို့လို့အရန်ကိုပျော်ရွှင်ခဲ့ရပါတယ်ဆိုတော့ねအကဲ့ညီဆုံးဖြစ်တာကြောင့်မို့လို့အဖေကဒီသနုရှိခတာဆိုတဲ့ယွန်းပန်းလေးဖြစ်ပါတယ်